စဉ်းစားကြည့်ရအောင်ငင်းချမ်းရေးတိဆောက်တယ်ဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့သိထားတယ်လို့ထင်ခဲ့တဲ့အရာတွေအားလုံးကများမှားနေတယ်တဲ့ဆိုရင်တော့တကယ့်ငင်းချမ်းရေးတိဆောက်မှုတွေဆိုတာကမ္ဘာခေါင်းဆောင်တွေစူပေးတိုင်ပင်ကြတဲ့ခင်မကြီးတွေထဲမှာမဟုတ်ပဲကျွန်တော်တို့ရဲ့နေစဉ်ပေါ်ရတဲ့မှာအနည်းဆုံးနေရာတွေမှာဖြစ်ပျက်နေရဆိုရင်တော့ဒီနေ့မှာတော့ငင်းချမ်းရေးနဲ့ပတ်သက်တဲ့အစင်လာအမြင်တွေကိုလုံးဝပြောင်းပြန်လမ်းပြင်အကောင့်တွေတွေ့ခေါ်တစ်ခုကိုအတူတူလေ့လာကြည့်ကြပါမယ် ဒီနေ့ကျွန်တော်တို့ရဲ့လမ်းပြချေကတော့ကုလသမဂထွေထွေအတွင်ရေးမှုချုပ်ရဲ့ဒီအားကောင်းတဲ့စကားတခွန်းပါပဲ။ဒါကရိုးရိုးစကလုံးနေစီထားတာမဟုတ်ပါဘူး။တကယ်တော့ဒါဟာဂျီရှီတီတန်းနဲ့ငင်းချမ်းရေးဆိုတာကိုဘလို့တိဆောက်ရမလဲဆိုတဲ့အမြင်ကိုအစ်စ်ပြန်လဲပုံဖော်ထားတဲ့တော်လန်နဲ့အတွေ့အခွန်တစ်ခုပါ။ကဲဒီစကားကိုတဆစီခွဲချမ်းစိတ်ဖြာကြည့်ကြရအောင်။ဒီအတွေ့အခေါ်ရဲ့နည်းနည်းမှုကိုအပြေအဝနားလည်နိုင်ဖို့ကျွန်တော်တို့အကြီးကအပိုင်း၄ပိုင်းကိုဖြတ်ပြီးခရီးထွက်ကြပါမယ်။ ပထမဆုံးအနေနဲ့ငြိမ်းချမ်းရေးတိစောက်မှုရဲ့ပုံစံဟောင်းကဘာကြောင့်မလုံလောက်တော့ဘူးလဲဆိုတာကနေဆက်လိုက်ကြတာပေါ့ကဲငြိမ်းချမ်းရေးဆိုရစကလုံးကိုကြားလိုက်တာနဲ့စီသေးမှာပါကိုအင်ရန်ဆုံးပြင်းမိမိလဲခေါင်းဆောင်တွေလက်ဆွဲနှုတ်ဆက်တာတွေစာချုပ်ကြီးတွေမှာလက်မထိုးနေတာတွေဟုတ်တယ်ဟုတ်ဒါပေမဲ့အဲ့ဒါကငြိမ်းချမ်းရေးကိုတကယ်တိစောက်တဲ့နေရာဟုတ်မဟုတ်ရလားစိတ်ဝင်စားစရာကောင်းတာကလေးဒီကိုးကားစကားကအစုပြည့်ချက်တစ်ခုနဲ့မဆက်တင်ပါဘူးအားရန်ကောင်းတဲ့ပယ်ချမှုတစ်ခုနဲ့ဆက်တင်တယ် ငင်းချမ်းရစ်ကိုပန်းတရားမှမတွေ့နိုင်ဘူးလဲဆိုတာကိုအရင်ဆုံးပြောပြထားတာပါအထီးကျန်စံတီးတရားဝင်စံလွန်းနဲ့ညီလာခံခမ်းမာရီထင်မှမဟုတ်ဘူးတဲ့ဒီချက်ကကျွန်တော်တို့ကိုနေ့စဉ်ဘဝတွေဖြစ်တရားတခြားနေရာတွေကိုလေ့ကြည့်ဖို့တွန်းအားပေးလိုက်တာပါပဲဒီနေရာမှာခွာချချက်ကရှင်းရှင်းလင်းလင်းကိုဖြစ်သွားပါပြီတစ်ဖက်မှာကပုံစံဟောင်းပေါ့အပေါ်ကနေအောက်ကိုချပေးတဲ့ပုံစံမျိုးထိပ်ပိုင်းခေါင်းဆောင်အနေငယ်ကချမှတ်တဲ့ဆုံးဖြတ်ချက်တွေကအောက်ချလူတို့စီကိုစိတ်ဝင်သွားလိမ့်မယ်လို့မျှော်လင့်ရတာပါ နောက်တစ်ဖက်မှာကြတော့တပ်ဝင်လှူရှားနေတဲ့ပုံစံသက်အောက်ခြေကနေအပေါ်ကိုပြန်တည်ဆောက်တဲ့ပုံစံငင်းချင်းရဆိုတာလူဖွဲ့စည်းရအခြေခံအုတ်မြစ်တွေထဲကနေအလိုလိုရှင်တန်ကြီးထွားလာတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုညီလာခံခမရီရဲမဟုတ်ဘူးဆိုရင်ငင်းချမ်းရဲကတကယ်ရောဘယ်နေရာမှာအမျက်တွင်နေရလဲ။ကိုကစကားတွေဝါဖော်ပြထားရဲ့အရေးကြီးတဲ့နေရာဆန်ရမနိုင်ကြီး၃ရက်ကိုစူးစမ်းကြည့်ကြရအောင်။စာတင်ငန်းထဲမှာငင်းချမ်းရဲတည်ဆောက်တယ်ဆိုတာဘာကိုဆိုလိုတာလဲ။ ဒါဟာစားဖတ်တာ စားရဲတာထက်အများကြီးပိုနဲ့ဆိုင်ပါတယ်ဆိုလိုတာကတရင်မားတွေကိုခြေဖြန့်နိုင်ဖို့ဝေဖန်ပိုင်းခြားတွေးခေါ်တာကောင်တင် जा ပေးတာမျိုးပါပฏิပတ်ခတ်တွေကိုအကျမ်းမဖတ်ပေးဘလို့ဖြစ်ရှိမလဲသူတပားရခန်းစားချက်ကိုဘလို့နားလဲပေးမလဲဆိုတာလေ့ကျင့်ပေးတာပါဒါဟာနောင်မျိုးဆက်တဲ့ရဲ့လုံတာထဲမှာငင်းချမ်းရေးမျိုးစစ်လေးတွေကြိုပြီးစိုက်ပျိုးပေးလိုက်တာပါပဲစစ်ခဏနေကရောဘလို့လဲအင်းကျမလည်းလူအဖွဲ့စည်းဟာတည်ငင်တဲ့လူဖွဲ့စည်းတာပဲ။ လူတွေခြေကံကျမ်းမာရေးဆုံးရှုံးမှုကောင်းကောင်းရတဲ့အခါပဋိပက္ခကိုမီထိုးပေးနိုင်တဲ့စစ်ဖီစီမှုတွေမျောလင့်ချက်မှတ်မှုတွေကိုရှော့ချပေးနိုင်ပါတယ်။ဒါလူတွေကိုရှင်းတန်းဖို့ယုံကန်နေုံတတ်တဲ့ကနေအနာဂတ်ကိုတည်ဆောက်နိုင်လောက်အောင်ကျမ်းမာကြံခိုင်ဖို့တည်ချစေတာပေါ့။နောက်ဆုံးအနေနဲ့ဒါကအရေးကြီးဆုံးဖြစ်နိုင်တယ်နော်အဲ့ဒါကတော့လူတို့တိုင်းဝိုင်းတွေပါပဲဒီနေရာမှာပဲငင်းညံ့ရဲဆိုတာလက်တွေ့ပေါ်ဖြစ်လာတာပါ ဈေးထက်ကနေ့စဉ်စကားပြောဆိုမှုတွေအိမ်မီးချင်းတွေရကယုံကြည်မှုအသေးစားစီးပွားရေးလုပ်ငန်းတွေရအောင်မြင်မှုတွေထဲမှာငင်းချမ်းရေးကိုတွေ့နိုင်ပါတယ်။ဒီနေရာမှာပဲငင်းချမ်းရေးတာစိတ်ကူးရင်ယူဆတခုမဟုတ်တော့ပဲနေ့စဉ်ဖြတ်တန်းနေရတဲ့ဘဝတစ်ခုဖြစ်လာတာပါ။ကိုင်ငင်းရီအကြောင်းပြောပြီးပြီဆိုတော့အခုငင်းချမ်းရေးအတွက်လိုအပ်တဲ့လူတွေရဲ့အတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာအခြေခံအုတ်မြစ်တွေဘက်ကိုအယုံကြောင်းကြည့်ကြရအောင်။ဒီအချက်၃ချက်ကတကယ်တော့အားကောင်းတဲ့စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုကိုပုံဖော်နေတာပါ။ ဒါဟာရိုးရှင်းတဲ့ယုံကြည်ချက်မီးဖွားလေးတစ်ခုကနေငင်းချမ်းတဲ့အနာကက်အတွက်နက်နက်ရှိုင်းရှိုင်းကတိကဝတ်တစ်ခုအထိဖြစ်ပေါ်လာတဲ့ခီးစဉ်တစ်ခုပါပဲတဆင့်ချင်းစီကိုကြည့်လိုက်ကြရအောင်မျော်လင့်ချက်ဆိုတာအစာပြုတ်ပေးတဲ့မီးဖွားလေးတစ်ခုပါတသက်ထောက်ထားအလုံးကစံကျင်ဘက်ကိုပြနေချိန်မှာတော့ပိုကောင်းတဲ့အနာကက်တစ်ခုဖြစ်နိုင်တယ်ဆိုတဲ့တတိရှိရဲ့ယုံကြည်မှုပါပဲဒီအခြေခံယုံကြည်ချက်တာမရှိရင်ငင်းချမ်းရဲ့တိဆောက်ဖို့ခက်ခဲတဲ့လောက်ကိုဘသူကများစာကျင်ချင်မှာလေဒါမဲ့လီမျော်လင့်ချက်တစ်ခုတည်းနဲ့တော့ဘေးရမလဲ အဲ့ဒီမျောလင်းချက်ကိုလက်တွေ့ဘဝစီပို့ဆောင်ပေးမဲ့အလန်းချောင်းတစ်ခုလိုအပ်ပါတယ်။အဲ့ဒီနေရာမှာခွဲအလန်းကဝင်လာတာပါ။ဒါဟာပိုကောင်းတဲ့အနာဂတ်ကိုယုံကြည်ခြင်းနဲ့အဲ့ဒီအနာဂတ်ကိုတကယ်တည်ဆောက်နိုင်မဲ့ပညာရေးအလို့အကန့်စီးပွားရေးလွတ်လပ်ခွင့်လိုမျိုးနီးလန်းနေရှိခြင်းစားကတရားတစ်ခုပါပဲ။အခုတော့ကျွန်တော်တို့ပါဟေလီရဲ့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့နေရာတွေဖြစ်တဲ့စာတန်ခန့်၊ရှေခန့်၊လူမှုအတိုင်းဝိုင်းတွေနဲ့လူသားတွေအခြေခံအုတ်မြစ်ကြီးဖြစ်တဲ့မျောလင့်ချက် အခွင့်အလမ်းတို့ကိုပေါင်းဆက်ပြီးအဆုံးစုံပန်းတိုင်ကပါလဲဆိုတာကိုနားလည်အောင်စ조사ကြည့်ကြရအောင်အနာဂတ်အတွက်ပိုင်ဆိုင်မှုရှိလာခြင်းဟာငင်းကြမ်းရေးအတွက်အဆုံးစုံလော်သွန်းအားပါပဲလူတွေမှာကိုယ်ပိုင်အိမ်တွေကိုယ်ပိုင်လုပ်ငန်းတွေရှိလာတဲ့အခါသူတို့ရဲ့ကလေးတွေပညာသင်နေတာကိုမြင်တွေ့ရတဲ့အခါသူတို့မှာကာကွယ်စရာခိုင်မာတဲ့ညာတစ်ခုရှိလာပြီလေသူတို့ကငင်းကြည့်မိသူတွေမဟုတ်တော့ပဲအရာအလုံးပြိုလဲသွားရင်ဆုံးရှုံးစရာတွေရှိလာတဲ့အတွက်ငင်းကြမ်းရေးကို တက်ကဲကျွမ်းကျက်ကာကွယ်ဆောင်ရှောက်သူတွေထစ်လာကြပါတယ်။ဆိုတော့ဒါတွေအလုံးကိုပြန်ကြည့်လိုက်တဲ့အခါမှာဒါဟာအိုင်ဒီယာကောင်းလေးတွေကိုစင်းချရေးထားတာမျိုးမဟုတ်ဘူးဆိုတာတွေ့ရမှာပါ။ဒါဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အပြန်လန်အဖြစ်ပေးနေတဲ့တရှိစနစ်တခုလိုပါပဲ။ကျမတဲ့လူလူအပိုင်းဝိုင်းတွေကအခွင့်လန်းတွေဖန်တီးပေးတယ်။ပညာတတ်တဲ့ပြည်သူတွေမှာမျိုးလင့်ချက်ရှိတယ်။ဒီချက်တွေအားလုံးအတူတကွအလုပ်လုပ်တဲ့အခါမှာတော့သူတို့ဟာရေရှည်တည်တဲ့ညင်းချိုင်းရဲ့အားကောင်းပြီးသူ့လိုလိုအားဖြည့်ပေးနေတဲ့တန်တရာတစ်ခုကိုဖန်တီးပေးပါတယ်။ ဒီတော့ကျွန်တော်တို့ရဲ့ဒီနေ့တင်ဆက်မှုကိုဒီမေခွန်းလေးနဲ့ပဲအဆုံးသတ်လိုက်ပါစေ။ဒီမေခွန်းကဒီကပါလုံးဆိုင်ရာအတွေ့ခေါ်ကြီးကိုကျွန်တော်တို့တူဦးချင်းစီရဘဝထဲကိုတိုက်ရိုက်ပြန်လေဆွဲခေါ်လာပါပါ။ငြိမ်းချမ်းရေးဆိုလားတန်တမန်ဒီနိုင်ငံကောင်းဆောင်တွေအတက်ပဲမဟုတ်ပါဘူးကျွန်တော်တို့အားလုံးအထောက်ပါဒါဆိုရင်ကိုယ့်ရဲ့စတင်ခန်းကိုယ့်ရဲ့စေခန်းကိုယ့်ရဲ့အတိုင်းအဝိုင်းကိုပြန်ကြည့်ပြီးတော့ဒီနေ့ငြိမ်းချမ်းရေးအုတ်တစ်ချက်ကိုဘယ်နေရာမှာစပြီးချနိုင်မလဲ